လင်းဖြူရဲ့အလင်းရောင်တခြင်းအပောင်းဝင် နမဲကြီးအစိုးရရဲ့အတွက်တခြင်းတွေရေးသားခဲ့သူတင်းရင်တော်ဒီဝေကွယ်လွန်ခဲ့တယ်လို့သိရပါတယ်။တင်းရင်တော်ဒီဝေဟာအော်တိုဘန်16ရက်ညနေ4နာရီခွဲမှာပြည်ဦးလွင်မြို့မှာရှိတဲ့အောင်သင်းစာဆေးရုံမှာကွယ်လွန်သွားတာဖြစ်တယ်လို့ဂေတာပညာရှင်နိုင်စောကလူမှုကွန်ရက်မှာရေးသားထားပါတယ်။တင်းရင်တော်ဒီဝေဟာ ဂီတလောကမှာဘဝကိုပြောင်းလဲစေခဲ့တဲ့တခြင်းတစ်ပုဒ်လို့အစရောလေးဖြူကိုရိုင်းဝန်ခံထားတဲ့အလင်းရောင်တခြင်းကိုရေးသားခဲ့တဲ့အပြင်ဟယ်ရီလင်းအငဲစီတူလင်းရှီတီရီဂျီမောင်မောင်စားတဲ့အစရောတွေအတွက်တခြင်းပေါင်းများစွာကိုရေးဆက်ပေးခဲ့သူလည်းဖြစ်ပါတယ်။မန္တလေးပကြီးအမှုပညာကျောင်းဆင်းတဦးဖြစ်တဲ့၎င်းဟာကွယ်လွန်ချိန်မှာအသက်82နှစ်ရှိပြီဖြစ်ပြီးနှလုံးရောဂါနဲ့ကွယ်လွန်ခဲ့တယ်လို့သိရပါတယ်။2018ခုနှစ်မှာတော်ရီဝေရဲ့ တတ်ထုတန်ပါသောတခြင်းများဖျော်ဖြေပွဲကိုရန်ကုန်မြို့အမျိုးသားကားဆက်ရုံမှပြုလုပ်ခဲ့ပြီးနမေကျော်အမှုပညာရှင်တွေကဖျော်ဖြေခဲ့တယ်လို့သိရပါတယ်။